အဘာလဲဆိုတော့ဟိုပြောရရင်လက်ရှိအနေထားမှာတက်မတော်ဘက်ကပြကတက်ကမ်းမှုရစဲရေးဟိုယာယီပြကတက်ကမ်းမှုရစဲရေးဘလောက်ပဲကြင်ညာကြင်ညာ EAO တို့ PDS တို့ဒီအုပ်စုတွေကတော့တိုက်ပွဲတွေပေါ်ဆောင်နေတာကိုကျွန်တော်တွေ့ရတော့ဝိစုများလုံးပဲမိကလာပါကော်မင်းရဲ့သတင်းသုံးချက်လေးချို့နော်တောင်းကြည့်အောင်ခင်ဗျာကျွန်တော်တို့အနေနဲ့ကတချို့ကိစ္စတွေမှာမှန်တယ်တချို့ပြည်သူတွေကဟိုဘလို့ခေါ်မလဲဟိုဒီဖြစ်ပေါ်နေတဲ့သတင်းတွေပေါ်မူတည်ပြီးတော့ ဆိုရင်စိတ်တွေလွန်ခဲ့ကြတာလည်းရှိမယ်ရှိမယ်ဆိုရင်စိတ်တွေလွန်ခဲ့တာထက်ကိုကျွန်တော်တို့ကမကြော်သင့်ဘူးဆိုရင်စိတ်တွေလွန်ခဲ့တယ်ဟုတ်ပြီဆိုရင်စိတ်တွေလွန်ခဲ့ရင်ကျိုးကဘာဖြစ်လဲဆိုရင်စိတ်တွေလွန်ခဲ့ရင်အပေါ်မှာရှိတဲ့လူကိုဘလိန်အောင်အဲဘလိန်နိုင်လိုက်ပြီအစရရပြန်မထားပါတော့အဲ့တော့ကျွန်တော်တို့ကဒီဘက်မှာလည်းတက်မလို့ကောင်းဆောင်နေရတယ်တို့တို့ရှိမှလည်းနီးပြူရတွေရှိတယ်မာပြူရတွေရှိတယ်ဟာသူတို့လောက်ကဆောင်ရွက်မှုတွေစင်ကဲအုပ်ချုပ်မှုတွေအများကြီးရှိတယ်ဒါကြောင့်မို့ကျွန်တော်တို့ကအဓိကပြောချင်တာကဘာလဲဆိုတော့တချို့နေရာတွေဟာရှုံးလာမှု အနိုင်မြူတာပေါ့နော်အနိုင်မြူတာနားလဲသွားအောင်ထားတယ်လို့ကျွန်တော်ဒီလိုသုံးသပ်တယ်ဒီလိုသုံးသပ်တယ်ဒါကြောင့်လို့ထားပေါ်ထားတာတရားရှိသွားပြီအဲ့တော့ဒီလက်ရှိအနေထားမှာပြစ်ခတ်တိုက်ခိုက်မှုရစဲရေးကိုတတ်မတော်အနေနဲ့ကတော့ဒါအများကြီးသူကလိုက်နာလိုက်နာတာအဓိကပါလဲဆိုတော့ဒေသဆိုင်ရာအဖွဲ့အစည်းတွေတို့အဓိကတစ်ဖက်ကစစ်တိုက်တာလည်းသူဒီတိုင်းထဲမှာပဲနိုင်ငံဆက်ဆံရေးတို့တန်တမာရေးပေါ့နော်တန်တမာရေးတို့နောက်ပြီးတော့အဓိကနိုင်ငံရေးတို့ဒါတွေပါတိုက်လာတာလေဒါတွေပါတိုက်လာတော့ဒီဘက်ကလူကြီးတွေကလည်း မြန်မာနိုင်ငံရှိတဲ့ကျွန်တော်ပြောပြလာပဲဘူဂျိုးအဆင့်ရောက်သွားရင်အဲ့ဘူဂျိုးအဆင့်ဆိုတာသူတို့ယူနီဖောင်းဝတ်ထားရမယ်အဲ့ဒါသူတို့စစ်သားတွေမဟုတ်ဘူးနိုင်ငံရေးသမားတွေဖြစ်သွားပြီ policy maker တွေဖြစ်သွားပြီသူတို့တန်တမာဖြစ်ရှင်လဲရတယ်ဝန်ကြီးချုပ်ဖြစ်ရှင်လဲဝန်ကြီးဖြစ်ရှင်လဲရသူတို့ဒီပညာတွေသူတို့အကုန်တက်သွားပြီကျွန်တော်ပြောချင်တာနော်အဲ့တော့တစ်ဖက်မှာကစားနေတဲ့အကွက်တွေကိုသူတို့မမြင်မဲနေမလားမြင်တာပေါ့မြင်တာပေါ့ဒါကြောင့်မလို့ဒီဘက်မှာလည်းပြန်တချို့အားကိစ္စတွေမှာပြန်ကစားတာတွေရှိနိုင်တယ်လို့နော်ကျွန်တော်တို့ဒါလေးကိုကျွန်တော်တို့သုံးသပ်ချင်တယ်အဲ့လိုဖြစ်နေတဲ့အချိန်မှာဘာဖြစ်လဲဆိုတော့နိုင်ငံတော်က ပြခတ်ပြခတ်တခိုင်းမှုရဆဲရေးပါညာကျင်ညာလိုက်တဲ့ကျင်ညာထားတဲ့အချိန်မှာပဲဒီမြောက်ကြီးကင်ပီနယ်ဘက်မှာပြောင်းပြီးတိုက်ပွဲတွေဖြစ်လာတယ်။နော်တိုက်ပွဲတွေဖြစ်လာတယ်။အဲ့ဒါပတ်သက်ကျွန်တော်အရင်ဖတ်ပြမယ်။ကင်ပီနယ်မြောက်ကြီးဒေသမှာအခုရပိုင်းအတွင်းလက်နက်ကြီးတန်းတွေညာတိုင်းကြားနေရလို့တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားလာမှာကိုဒေသခံတွေစိုးရိမ်နေရတယ်လို့ဒေသခံတွေကပြောတယ်တဲ့။လွန်ခဲ့တဲ့၃ရက်ခန့်ကစလို့မြောက်ရီတောင်ဘက်မှာရှိတဲ့သဘောပိုးစခန်းအတွက်စစ်ကူစစ်ကြောင်းထိုးလာတဲ့နာဆာကစစ်ကြောင်းကို ကရင်လက်နက်ကင်တပ်တွေနဲ့ဥပုံတပ်တွေကတိုက်ခိုက်ခဲ့တာကြောင့်စီးရဲဆက်လက်တင်းမာနေတာဖြစ်တယ်တဲ့မေလ31ရက်နေ့ညကလေတဲ့ကျေလောင်တော့လက်နက်တန်ကြီးအချို့ကိုမြောက်ရီမြို့ပေါ်ကနေကြားနေခဲ့ရကြောင်းနဲ့လက်နက်ကြီးအရှင်ကြောင့်နေအိမ်တွေပါတုံခေါမှုရှိခဲ့လို့မြောက်ရီမြို့ကနေပြောတယ်တဲ့မြောက်ရီဘက်မှာတိုက်ပွဲတွေပြန်ဖြိုးမှထင်တယ်တဲ့ညကအုံငနေပဲတဲ့အိမ်တော်တုံသွားတယ်တဲ့ပြစ်တော့ပြစ်နေကြတာပဲတဲ့ဘယ်ဘက်တွေလဲတော့မသိဘူးတဲ့ညဆိုအတန်တွေတော့အမြဲကြားနေရလို့မြောက်ရီမြို့ကန်တူကပြောတယ်တဲ့ ။လက်နက်ကြီးတန်းတွေကိုမြောက်ဦးတီမြို့တစ်ဖက်ကမ်းမှာရှိတဲ့ထိုင်းနိုင်ငံမဲဆောင်မြို့ပေါ်ကနေတောင်ကြားနေရတယ်လို့မဲဆောင်မြို့ဒေသခံတယောက်ကလည်းမှတ်ချက်ပြုရတဲ့။ပြီးခဲ့တဲ့မေလကုန်ပိုင်းကလေးကထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ဘလဲဒူစကန်းကို KNLA က KNLA KNDO နဲ့ PDF တွေကပူးပေါင်းတိုက်ခိုက်နေတာဖြစ်တယ်လို့ဒေသရင်းသတင်းတွေကပြောဆိုရတဲ့ဒီလိုအခြေအနေတွေကြောင့်တိုက်ပွဲတွေဖြစ်ပွားလာမှာကိုဒေသခံတွေထိတ်လန့်နေကြတယ်လို့တိုက်ပွဲတွေရက်ရှည်ကြာစွာဖြစ်ပွားလာမှာဖြစ်ပွားလာပြီး ိုက်ပွဲတွေကြောင့်နေဆက်ကုံတွေရပ်တန့်သွားမှာကိုဒေသခံတွေဆိုရင်းနေတာဖြစ်တယ်တဲ့။နာဆာကဘက်ကတော့ယာယီပြစ်ခတ်တိုက်ခတ်မှုရစဲလရခဲရစဲကာလာကိုဇွန်လ1လလုံးကိုထပ်မံတိုးမြှင့်ထားတာကြောင့်မလို့တဲ့။မေ31ရက်နေ့ကထုတ်ပြန်ကြေညာထားတယ်တဲ့။ဒါပေမဲ့လည်းတချို့ဒေသတချို့မှာစီးရီးတင်းမှဝင်တိုက်ပွဲတွေကဆက်လက်အခြေမြင့်နေတယ်ဖြစ်တယ်တဲ့။မြန်မာမဟာဗျူဟာနဲ့မွာရလေးလာရေးဆန် Institute ရဲ့ ISB မြန်မာကတော့ကချင်း၊ကရင်ပြည်နယ်၊ရှမ်းပြည်နယ်၊စကိုင်း၊မကွေးနဲ့ရခိုင်ပြည်နယ်တွေမှာစီးရီးတင်းမာနေတဲ့အပြင် လေကြောင်းတိုက်ခိုက်မှုအချို့လည်းရှိနေလို့យေတာဖော်ပြတယ်။အခုလိုပြည်တွင်းမှာလက်နက်ကိုင်ပြည်ပကားတွေနဲ့တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေမှုအပေါ်နိုင်ငံရေးလိလ30တိကျောက်ကတော့အခုလက်ရှိအခြေအနေကသုံးသက်ရရင်လက်နက်ကိုင်ပြည်ပကားတွေရှော့ချဖို့ဆိုတာအရေးအယောင်တော့မပြမမြင်ရတဲ့အခြေအနေတော့တွေ့နေရတယ်။အခုလည်းသတင်းတွေကြားနေရတာကတော့ဟိုတဲ့မလေးရှားနိုင်ငံကအာဆီယံကိုယ်စားလှယ်လာမယ်ပြောတယ်။သူကတိုင်းရင်းသားအရေးလက်နက်ကင်တပ်ဖွဲ့တွေရဲ့အရေးကိစ္စတွေကိုပြောမယ်လို့ကြားတယ်တဲ့။ဒါလည်းသူကအာဆီယံကိုယ်စားလှယ်အနေနဲ့ပြောပြီးပြန်သွားမှာပဲဖြစ်တယ်။ ဒီမှာကဘာမှတိတ်ထူးကြမှုရှိနိုင်မယ်မထင်ဘူး။သူလာလဲတိုက်ပွဲတွေကရက်ဖို့အလားတိတ်မရှိဘူးလို့သုံးသပ်ပြောလဲဆိုရင်အတင်းတဲ့ပုံမှာအဲ့လိုရေးထားတယ်။ဆိုအဓိကကဘာလဲဆိုတော့ဟိုပြောရရင်လက်ရှိအနေထားမှာတက်မတော်ဘက်ကပြကတ်တက်ခတ်မှုရစဲရေးဟိုယာယီပြကတ်တက်ခတ်မှုရစဲရေးဘလောက်ပဲကြင်ညာကြင်ညာ EAO တို့ PDS တို့ဒီအုပ်စုတွေကတော့တိုက်ပွဲတွေပေါ်ဆောင်နေတာကိုကျွန်တော်တွေ့ရတော့မှန်တယ်အဲ့တော့ကျွန်တော်တို့ကပြောချင်တာဘာလဲဆိုတော့တက်မတော်အနေနဲ့ဒီ time မြန်မာနယ်စပ်တိုက်ပွဲတွေနဲ့ပတ်သက်ပြီးတော့ မာဗျူအီးတည့်ရရှိကောင်းရှိနိုင်တယ်။ဘာကြောင့်လဲဆိုတော့နေဆက်ကုံသွဲရေးကိုလက်ရှိအနေထားမှာဒီမှာဆိုရကရေးချင်မာဗျူအီးတည့်ရနဲ့တိုင်းမြန်မာကုံသွဲရေးပေါ့နော်။တိုင်းမြန်မာကုံသွဲရေးကိုရနောင်းကော့တောင်ရန်ကုန်ပေါ့နော်။တင်မော်တွေနဲ့ပြေးဆွဲနေတယ်။ပြီးခဲ့တဲ့နှစ်မှာဆိုဘီလီယံဘီလီယံနဲ့ချီပြီးတော့ပုံငွေပြတာပေါ့နော်။မြက်မြက်တယ်ပေါ့မြန်မာနိုင်ငံဘက်က။အဲ့တော့ပြောရလို့ရှိရင်ဒီတက်မတော်အနေနဲ့လေဒီတိုင်းမြန်မာနေဆက်မှာရှိနေတဲ့အဓိကဒီ KNU လက်နက်ကိုင်အုပ်စုတွေကို ဟိုအပြက်ရှင်းဖို့အထီကိုစီစဉ်သားပုံရတယ်စီစဉ်သားပုံရတယ်ဒါပေမဲ့ပြီးခဲ့တဲ့နှစ်တွေပေါ့နော်ပြီးခဲ့တဲ့နှစ်တွေကကွန်ကရစ်တိုက်ပွဲတို့မြောက်ဦးတိုက်ပွဲတို့ပြီးနောက်ပိုင်းမှာဒီမြောက်ဦးတီမျိုးပုံဝင်းကျင်ကတော်တော်ညင်သွားတယ်ညင်သွားပြီးတော့အခုရက်ပိုင်းနေမှာမှပြောရရင်တော့မွန်ဆွန်းပေါ့နော်မိုးရသည်ဝင်လာမှတိုက်ပွဲတွေပြန်ဆရတယ်ဆိုတာကဒီကဒီအတွက်ကိုကြီးမားတဲ့မဟာဗျူဟာကြီးတစ်ခုရှိနိုင်တယ်လို့ကျွန်တော်သုံးသပ်တယ်တမ်းမလို့ပဲမှာနော် ။ဘာကြောင့်လဲဆိုတော့ဒီယာဒီဟာစစ်ပွဲတွေခဏရက်တဲ့ယာဒီကရင်ပြည်နယ်တို့ဟုတ်လားအဓိကရခိုင်တို့ကချင်တို့ဒီဘက်တွေမှာစစ်ပွဲတွေရက်တဲ့ယာဒါပေမဲ့ဒီစစ်ပွဲတွေရက်တဲ့ယာဒီမှာစစ်ပွဲတွေဖြစ်နေတယ်ဆိုတာဟာသိစင်းလာဖို့ကောင်းတယ်။နောက်တစ်ခုကဒီဘက်မှာ KNU ကဘာကြောင့်စစ်ပွဲဖော်ဆောင်လဲလို့ကျွန်တော်တို့စဉ်းစားကြည့်လိုက်တဲ့အခါကျတော့တစ်ဖက်မှာ KNU ကတော်တော်ရှုံးနေတယ်။ရခိုင်ကြတော့လေအထက်မှာဟောင်းလောင်းပဲကျန်တော့တယ်။အထက်မှာဟောင်းလောင်းဆိုတော့ပြောရရင်ရခိုင် KA က စက်မလို့ဝင်လာနိုင်တဲ့အပေါက်တွေကိုအလုံးရင်းနဲ့ပိတ်ဆို့ထားပေးမယ်ဒီချခိုင်ပြည်နယ်ထဲမှာတရွာကို9ရောက်လောက်ပဲထားလုံလုံကြီးချထားတယ်လို့ကျွန်တော်ဒီလိုကြားတယ်ချခိုင်ရွာတွေမှာတရွာကိုအေးအေး9ရောက်တချို့နေရာဆို2ရောက်3ရောက်အဲ့လောက်ပဲရှိတယ်လို့ကျွန်တော်တို့ဒီလိုကြားတယ်အဲ့တော့ပြောရရင်ရခိုင်အေးအေးကလက်ရှိအနေထားမှာချခိုင်ပြည်နယ်ထဲကိုတက်မလို့ထိုးစစ်ဝင်လာနိုင်တဲ့နေရာတွေမှာအလုံးရင်းပိတ်ဆို့ထားပေးမယ်ဒီချခိုင်ပြည်နယ်ထဲကိုအေးရအဲ့လောက်မထိတ်ချုံနိုင်တော့ဘူးဒါကဘာလဲဆိုတော့အေးရမချမချခင်မှာ အရှုံးနဲ့ရင်ဆိုင်မှုရှိတယ်ဒါကိုကျွန်တော်ပြောချင်တယ်နောက်ပြီးတော့ကျွန်တော်တို့ KIA KIA ကိုတက်ကအခုလက်ရှိအနေအထားမှာစစ်မျက်နှာ၃ခုလောက်ဖွင့်ကစားနေအောင်ကျွန်တော်တို့တွေ့ရတယ်နော်ဖားကန်ဆိုင်းတောင်ဒီဘက်မှာလည်းတက်ကနောက်ထပ်စစ်မျက်နှာတစ်ခုဖွင့်တယ်လို့လက်ရှိအနေအထားမှာဗမော်ဘက်မှာလည်းဆိုင်းထားတာတွေ့ရတယ်ဗမော်ဘက်ဆိုင်းထားတာတွေ့ရတယ်အဲ့တော့ပြောရရင်လက်ရှိအနေအထားရတော့ဟိုပြောရရင်ကျွန်တော်တို့ဒီစီရေးကျွမ်းကျင်သူပုံစံနဲ့သုံးသပ်မယ်ဆိုရင် တစ်ဖက်မှာရှိနေဒီ KIA KNU AA ပေါ့နော်ဒီသုံးဘွဲကမရှူတိုင်းမကင်တိုင်းဖြစ်နေတဲ့သဘောရတယ်နောက်တစ်ခုက AA ကလက်ရှိပိုင်းလက်ရှိအခြေအနေမှာကြောက်ဖြူတို့ကြောက်ဖြူလာတိုက်တယ်ပါကြောင့် AA ထွက်ပေါက်ရှာနေတဲ့သဘောရှိတယ်ဘာကြောင့်လဲဆိုတော့ဒီဘက်ကပိတ်ချုပ်ဖြတ်တောက်မှုမှာ AA တော်တော်ထိနာနေတယ်လို့ကျွန်တော်ဒီလိုသုံးသပ်တယ်အဲ့တော့ AA ကမထူးလျှော့နေသူကကြောက်ဖြူတို့နော်ကြောက်ဖြူကိုဝင်ပြီးတော့အတင်းထပ်ပေါက်ရှာမယ်သဘောရှိရလို့ကျွန်တော်ဒီလိုသုံးသက်တာပေါ့နော်ဒီလိုသုံးဘာကြောင့်လဲဆိုတော့လက်ရှိစစ်ပွဲတွေကိုဈေးစစ်ချင်တော့ အကျောပြူ okay အေးရထိချုံနိုင်တရုတ်နဲ့ဈေးဆစ်လို့ရမယ်ဒါမျိုးတွေကျွန်တော်စဉ်းစားကြည့်တာပေါ့နော်ဒါမှမဟုတ်အေးအလောက်မလုံနိုင်တော့ဘူးလို့ကျွန်တော်သုံးသပ်တယ်ဗျာတက်ကဒီကိစ္စအားသီးကိုတင်းကြီးခန့်နေမှာမဟုတ်ဘူးကျွန်တော်သုံးသပ်ကြည့်တာနော်အဲဒါမျိုးအဲ့တော့လက်ရှိအနေအထားမှာတော့တိုက်ပွဲတွေဖြစ်နေတယ်ဖြစ်နေပြီမဲ့ဒီတိုက်ပွဲအားလုံးဟာတိုင်းအဆင့်လောက်နဲ့ပြီးနေတယ်ပေါ့နော်ဒီပြောရရင်တက်မကြီးတွေတက်မလိုက်ကြီးတွေပါကြရမလို့ပဲနဲ့တိုင်းအဆင့်ပေါ့နော်ဒီပြောရရင်တိုင်းမှုအဆင့်လောက်အထိကနေကိုကဲလို့ရတယ်ဟဲ့လားထားပါတော့ဗျာ တည်ရင်မှုလို့ပါရှိတာဒီလောက်အဆင့်နဲ့ကိုသွားလို့ရနေတဲ့တိုက်ပွဲတွေအခြေအနေလောက်ပဲရှိသေးတယ်လို့ကျွန်တော်သုံးသပ်တာပေါ့နော်သုံးသပ်တာဆိုအဲ့တော့တိုက်ပွဲတွေကတော့အခုလက်ရှိမှာနိုင်ငံတော်ဘက်ကနေပြီးတော့ပြစ်ခတ်ရဆဲရေးကျင်ညာတယ်ကျင်ညာလိုက်တဲ့အချိန်မှာဟာလာတိုက်ပွဲတွေဖြစ်နေတယ်ဒီတိုက်ပွဲတွေပုံမှန်လည်းပြောရရင်တော့တချို့ကဟိုလိလသုံးသပ်မှုဘိုင်းမှာတောင်းဆုံအောင်မလိလမသုံးသပ်တာလားတော့မသိဘူးတိုက်ပွဲတွေနဲ့ပတ်သက်ပြီးတော့တချို့ကတော့မှန်တယ်ဒက်ဆိုက်ပေါ့နော်ဒီဒက်ဆိုက်ဘက်ကကြည်ကျင်တဲ့သဘောရှိတယ် ကျွန်တော်တို့ကတော့တိုက်ပွဲနဲ့ပတ်သက်ပြီးတော့နှစ်ဖက်အမြင်ကိုကျွန်တော်တို့ကသုံးသပ်တာပေါ့နော်နှစ်ဖက်အမြင်ဘာလို့လဲဆိုတော့နှစ်ဖက်လုံးကပန်းစည်းလေးတွေခြင်ထားတာမဟုတ်လေလက်နက်တွေခြင်ထားကြတာအဲ့လိုပဲမာပြီးတော့ကစားတဲ့နေရာမှာတစ်ဖက်အုပ်စုတက်ထားရင်အစိုးရပူတာတာပေါ့ဘာကြောင့်လဲလေချောင်းတာစီရှိတယ်လူဝင်အားကြိုက်တဲ့လောက်စုလို့ရတယ်တရားဝင် လက်နက်ကြိုက်တဲ့လောက်ဝယ်လို့ရတယ်တရားဝင်အဲ့တော့အဲ့လိုအခြေအနေမျိုးမှာတော့တမလို့အနေနဲ့ဒီ လာ EU ပဲဖြစ်ဖြစ်ဘာပဲဖြစ်ဒီလိုကောင်တွေလောက်ကိုတော့မရှုံးနိုင်ဘူးတက်ကအဲ့ဒါဆိုဘာကြည့်လို့စစ်ပွဲတွေလောက်ကြနေရလဲဆိုဒီစစ်ပွဲတွေမှာမာဖီးယားကြီးတွေရှိနေနိုင်တယ်လို့နော်ကျွန်တော်ကော်မန့်ပြောသလိုဖြစ်နေတာကောင်းတော့ဗောဗျာနော်ဒါပေမဲ့ line ပေါ်မှာတွေ့နေရတဲ့ကြားနေရတဲ့သတင်းတွေရတော့ top ဆုံးမှာတက်နေဒါကျမ်းပဲတောင်းတဲ့အေးနဲ့တတော်လေးတက်ပွဲတွေပြင်းထန်နေရပေါ့နော်ကျွန်တော်တို့ဘက်ကလည်းပိဆက်ဒါတွေရှိတယ်ပေါ့နော် ကောင်းမင်းသုံးသက်သွားတယ်ကောင်းပါတယ်ကောင်းမင်းသုံးသက်တယ်လို့ဖြစ်ပါသေးလို့ပဲကျွန်တော်ကတော့ဆုတောင်းပါတယ်အားလုံးကျေးဇူးတင်ပါတယ်